မင်္ဂလာပါခင်ဗျာဆရာကြီးချွေဦးတော်ရေးသားတော်ရန်အောင်မင်္ဂလာနှင့်ဇက်ဆက်ကျဲခိုင်းလို့အမည်ရတဲ့လုံချင်းဝတ္ထုမှပထမဦးစွာရန်အောင်မင်္ဂလာလို့အမည်ရတဲ့ဝတ္ထုကိုစတင်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအခန်းတိပေစာတုံးတို့လုံခဲ့သောနှစ်ကကျွန်တော်ဒီဆရာရေးဖြစ်သောမစ္စတာမောင်ဖိုင်းနှင့်စကိုင်းတောင်ရိုးရှိမင်းကုန်းကြောင်တွင်ဥပုပ်တရင်ဆောက်တည်လျက်ရှိစဉ် ရင်စဲအင်းကြီးလက်ချက်ကိုဝတ်လျက်တိတ်ဖြူကလန်နန်နှင့်စိတ်ပတိကိုလဲပင်၌ဆွဲကရောင်ရှောကြီးကို ထုံထားသောလူကြီးတစ်ယောက်သည်ကျွန်တော်၏ဆရာနှင့်တီဟောင်းကျောင်းဖြစ်ကြသည့်အလျောက်ကျွန်တော်တို့ထံမကြာခဏလာရောက်လက်ပတ်ခဲ့လေ၏မစ္စတာမောင်မိုင်းကကျွန်တော်ကယူဘနန်ဒီဝိထုကိုစီရင်ရေးသားသူဖြစ်ကြောင်းနှင့်ထိုသူအားပြောပြရာတွင်ထိုလူကြီးက၎င်းဝိထုကိုမိမိဖတ်ဖူးရသည့်အပြင် မိမိလုံးနဲ့ဆိုင်ရာမှတ်သားဖွယ်ရာများပါရှိသည်ဖြစ်သောကြောင့်များစွာနှစ်သက်ပါကြောင်းနှင့် ပြောဆို၍ဝမ်းမြောက်ဝမ်းသာနှုတ်ခွန်းဆက်တာလေ၏ထိုလူကြီးမှာအသက်50ကျော်အရွယ်ခန့်ရှိ၍တိုက်ဆရာကြီးတယောက်ဖြစ်လေရာအမည်မှာဥတက်ထွန်းဖြစ်လေသည်ကျွန်တော်မှာတိုက်တူးချင်းအလုံးမျိုး၌များစွာအယုံကြည်မရှိလာတော့လေတိုက်ဆရာတို့မိဒီမှာ ထူးဆန်းအံ့ဩဖွယ်ရာသောအဖြစ်အပျက်မျိုးတို့ကို ကြုံတွေ့ရတတ်သည်ဖြစ်သောကြောင့် ထိုလူကြီးနှင့်တွေ့ဆုံရသည့်အခါတိုင်း၎င်း၏လုပ်ငန်းများအကြောင်းကိုမေးမြန်းဆုံသမ်းခဲ့ရာထိုလူကြီးကလည်းစိတ်ပါလက်ပါပင်ပြောပြပါပေ၏ထိုသူပြောပြသောအဖြစ်အပျက်အချို့တို့မှာယုံကြည်နိုင်ရန်ခဲရင်လှတော်လေစင်စစ်ထူးဆန်းအံ့ဩဖွယ်ရာကောင်းချောင်းကိုကဝန်ခံရမည်ဖြစ်ပေသည်တလခမ်းမြဥပုပ်ရက်ချေစောက်တည်ပြီးနောက်ကျွန်တော်သည်ဆရာကြီးမစ္စရာမောင်မိုင်းနှင့်အတူရန်ကုန်မြို့သို့ပြန်လည်လာခဲ့၍ တုံးလခမ်းမြကြသောအခါတွင် မစ္စတာမောင်မိုင်းသည်ကျွန်တော်၏နေအိမ်သို့အလဲပတ်ရောက်လာလေ၏ဆရာကြီးသည်စာတစောင်းနှင့်ပါဆယ်ထုတ်တထုတ်ကို ကျွန်တော်အားပေးအပ်လေရာ၎င်းတို့မှာတိုက်ဆရာကြီးဥတက်ထွန်းထံမှဖြစ်၍ကျွန်တော်သည်ရှေးဦးစွာ စာကိုဖတ်ကြည့်ရာအောက်ပါအတိုင်းတွေ့ရှိရလေ၏စာရေးအပ်ပါသည်ဆရာကလေးမောင်သည် ယူဘနန္ဒီဝိထုကိုစီရင်ရေးသားသူဖြစ်၍ထူးဆန်းအံ့ဩဖွယ်ရသောဖြစ်ပျက်များကိုဖန်တီးရေးသားတတ်သူတယောက်ဖြစ်သည်ဟုကျွန်ုပ်ယုံကြည်သည့်အတိုင်းအီပါဆယ်ထုတ်ကိုမောင်ဤတဘောအတိုင်းအသုံးပြုနိုင်ရန်ပေးပို့လိုက်ပါသည်ပါဆယ်ထုတ်တွင်ရေးသားပါရှိသောဖြစ်ပျက်များကိုဆရာမိုင်းနှင့်အတူဖတ်ချူ၍လူအများတို့တည်တည်တည်ထိုက်သည်ဟုသဘောရပါလေ၏မောင်တဘောအတိုင်းအသုံးပြုနိုင်ပါသည်တို့ရတွင်၎င်းပေစာများ ကျွန်ုပ်လက်တို့ရောက်ရှိပုံကိုရှင်းဥစွာ ပြောပြရပါအောင်မည်လွန်ခဲ့သော၃လခန့်ကမင်းကွန်းကြောင်၌မောင်တို့နှင့်တွေ့ဆုံစဉ်အခါကကျွန်ုပ်မှာရန်အောင်မင်္ဂလာဤတိုက်ကိုတူးဖို့ရန်အကြံရှိတော်ကြောင်းဥပုပ်တရင်စောက်တည်နေခြင်းဖြစ်ပါသည်အကြောင်းကိုဆိုတော့ထိုတိုက်စာဤအညွှန်းမှာမိသူမဆိုထိုတိုက်စာအရာတူးဖို့မည်အကြံရှိခဲ့ပါလျင်၃လတတိမြဥပုပ်တရင်စောက်တည်ရမည်ဟု၍ပါရှိပါသည် တို့ဖြစ်၍မောင်တို့ပြန်သွားပြီးနောက်တလကြကြောမြ၎င်းမင်းကုန်းကြောင့်တွင်ဥပုသ်တရင်ဆောက်တည်ခဲ့ပြီးနောက်ကျွန်ုပ်နှင့်ဆရာတစ်ပည့်တစ်ယောက်သည်ရန်အောင်မင်္ဂလာတိုက်တည်ရှိရာ၎င်းမြို့သို့ထွက်ခွာသွားကြပါသည်၎င်းမြို့မှာမောင်တို့တည်ရှိပြီးသည့်အတိုင်းမြမအစ၎င်းကားဟူ၍စိုးရိုးစကားရှိသည်ဖြစ်သောကြောင့်မြို့တကာတို့အနက်တွင်ရှေးအကြဆုံးမြို့ဟောင်းကြီးတစ်မြို့ဖြစ်ပါသည် ဤမြို့သည်ရှေးအခါကမြေမြပင် ကြီးကျယ်ခဲ့ဘူးသည်ဆိုစေကမူယခုအခါ၌ကမြို့အုပ်ရိုးကိုပင်မကြမီကဖျက်သိမ်းခဲ့ပြီဖြစ်သောကြောင့်တာမညတောရွာကလေးတရွာအဖြစ်တို့တိုင်အောင်ရောက်ရှိခဲ့လိမ့်ပြီတို့ရတွင်မြို့ဟောင်းတို့၏ထုံးစံအတိုင်းကျုံဟောင်းများဇေဒီဟောင်းများမှဆ ảy ၍ကျောင်းတော်ရအဟောင်းများအများအများတည်ရှိခဲ့ပါသည်ထိုရအောင်မင်္ဂလာတိုက်မှာ မျိုးတောင်ဇေဒီတရှိခဲ့ပူသောနေရာမှာ တူးဖော်ရန်ဖြစ်ပါသည်ကျွန်ုပ်ဟာဆရာတပည့်တယောက်နှင့်အတူတကောင်းမျိုးတို့ဆက်ရောက်၍မိတ်ဆွေအဖိုးကြီးတယောက်၏နေအိမ်၌တဲခိုကြပါသည်တိုက်စာတွင်ပါချီသည့်အတိုင်းဆိုရပါလျင်၎င်းတိုက်စာမှာများစွာပင်ပန်းအောင် တူးဖော်ရန်မလိုပဲအနေငယ်များတူးဖော်ကာများနှင့်ဦးမင်းလှိုင်ကောင်းကြီးတွေ့ရမည်ဖြစ်သောကြောင့်တခြားရွာသားများအားမသိစေပဲအိမ်ရှင်အဖိုးကြီးနှင့် ျွန်တို့ဆရာတပည့်နှစ်ယောက်ဆိုလျင်လုံလောက်မြည်ဖြစ်ပါသည်တကောင်းမျိုးတို့ရောက်ကြပြီးနောက်ကျွန်တို့သုံးယောက်သည် မျိုးဟောင်း၏အရှိတောင်တော့တွင်ရှိသောမျိုးတောင်စီဒီကိုရှာဖွေကြပါသည်ကျုံဟောင်းမှာယခုတိုင် အရာထင်လျက်ရှိသေးသည်ဖြစ်သောကြောင့်မျိုးတောင်ဇေဒီတရှိခဲ့ပူသောနေရာကိုများစွာမခဲရင်ပဲတွေ့ကြရပါသည်ဇေဒီမာမူကမရှိတော့ချေ ဇေဒီရှိခဲ့ဘူးသောနေရာ၌ရှုံကြီးတစ်ချုံသည်ထူထပ်စွာပေါရောက်လျက်ရှိပါသည်။ယင်းကဲ့သို့ရှုံကြီးဖုံးအုပ်လျက်ရှိနေခြင်းမှာကျွန်တို့အစီအစဉ်အတွက်များစွာအဆင်သင့်ရှိလာပါသည်။အကြောင်းကိုဆိုတော့ထိုနေရာသည်မြို့နှင့်မဝေးလာသည်ဖြစ်သောကြောင့်အကယ်၍ရှုံမရှိဘဲဟင်းလင်းဖြစ်နေပါလျင်ကျွန်တို့တို့တူးပေါ်ခြင်းကိုအေကံမုတ်ချအခြားသူတို့တွေ့မြင်နိုင်ကြမည်ဖြစ်ပါသည်။ ယခုမူကားရှုံပိတ်ဖုံးလျက်ရှိသည်ဖြစ်သောကြောင့်ကျွန်ုပ်တို့လူစုသည်ရှုံတွင်းသို့ဝင်၍လူမမြင်အောင်အလွယ်တကူနှင့် တူးဖော်နိုင်ကြမည်ဖြစ်ပါသည်ကျွန်ုပ်တို့သုံးဦးသည် တွဲချည်သောပစ္စည်းများကို ကွယ်ဝှက်ခြင်းမပြုဘဲအညီမျှခွဲဝေ၍ယူပါမည်ဟုတစ္ဆာရည်တောက်ကြပြီးလည်းရင် နေကောင်းရတရွေးချယ်၍ကြက်တိကာနတ်ခတ်မွန်တဲ့ချိန်တွင်ရှုံတွင်းသို့ဝင်ကြပါသည် ်ခြုံတွင်း၌အနေငယ်များတိုးပေါ်မိကြလျင်ပင်အုတ်ကျိုးအုပ်ဘက်များကို တွေ့ရှိရသဖြင့်ဤနေရာဒီကမျိုးတောင်စီဒီနေရာဖြစ်သည်ဟုကျေနပ်ကြပါသည်3000ခန်းများတိုးမိပြီးသောအခါတွင်တိုက်စာ၌ပါရှိသည့်အတိုင်းတန်ခွင်းကြီးတခွင်းကို တွေ့ရှိရပါသည်ထိုတန်ခွင်းမှာကြောက်ဖြာကြီးတစ်ချက်၌တက်ဆင်ထားသောတန်ခွင်းဖြစ်၍ကြောက်ဖြာမှမူ2000ပတ်လဲများရှိပါသည် ကျွန်တို့တို့သုံးဦးဒီကြောက်ဖြာ၌ဖုံးနေသောမြေများကိုကုံစင်အောင်တူးဖို့ရက်ဖယ်ကြပြီးနောက်တန်ခွင်းတွင်တရင်ရိုးချိုပြီးလည်းရင်ကြောက်ဖြာကိုကြွားကြပါသည်ပထမ၌မကြွားနိုင်ပဲရှိရာတွင်နဘေး၌ရှိသောမြေများကိုတရင်နှင့်ကော်ထုတ်၍ကြောက်ဖြာ၏နှုတ်ခမ်းကိုလေးမျက်နာမှလှည့်၍ကုံနှင့်ကော်ကြရပါသည်ထို့နောက်မှသုံးဦးသားသည်တန်ခွင်း၌တရင်ချိုပြီး၍ တရင်ကိုထမ်းကြွရာတွင်ကြောက်ပြာလည်းပွင့်ထွက်သွားပါသည်ကြောက်ပြာပွင့်သွား၍နှစ်တောင်ပက်လည်ရှိသော အပေါက်တော့ပေါက်ပေါ်လာသောအခါတွင် အောက်သို့ဆင်းသောလှေကတိများကိုတွေ့ကြရပါသည်ထိုအခါကျွန်တော်တို့သည် အသင့်ယူဆောင်လာခဲ့သော လက်နက်ဓာမီနှင့်အောက်သို့ထိုးကြည့်ရာလှေကတိများသည် အောက်သို့တက်တက်မဆင်းပဲနဘေးသို့ချိုးသွားသည်ဖြစ်သောကြောင့်လှေကားဆယ်တင်းများထက်ကျော်လွန်၍မမြင်နိုင်ကြရှည် ကျွန်ုပ်ဒီလက်နိုင်တံမင်းနှင့်ရှေ့ဆုံးမှဆင်း၍တပည့်နှင့်အင်ဂျင်အဖိုးကြီးတို့ကနောက်မှလိုက်ကြပါသည်လေကားဆက်တင်းမြဆင်းမိသောအခါတွင်လေကားသည် လက်ရာဘက်သို့ချိုးသွားသည်ဖြင့်ကျွန်ုပ်တို့သည်လေကတဲ့အတိုင်းလိုက်သွားကြရာဆက်တင်းမြဆင်းမိပြန်လျင်လက်ရာဘက်သို့ပင်တဖန်ချိုးဝင်သွားကြပြန်လေသည်ထိုခါ၌ကအပေါဝါကိုမမြင်နိုင်တော့ပဲလက်နှိတ်တံမီးကိုညှိနှိုက်တည်နေတဲ့ပြိုင်နဲ့ မာဝတိရှိလျက်ရှိသည်ကို တွေ့ရပါသည်ထိုကဲ့သို့သုံးချိန်တိုင်းတိုင်းလက်ရလက်ရပတ်၍စင်းမိကြသောအခါတွင်နောက်ဆုံး၌ဆယ်တောင်ပက်လက်ခန့်ရှိသောခမ်းမကြီးတခန်းတို့ဆက်ရောက်ကြပါသည်ထိုခမ်းမကြီးသည် စတူရန်တိတိရှိနေရာတဖက်သောနိုင်ရ၌ကလူဤခဆောင်းလောက်တွင်တထောင်ကျော်ပက်လက်ခန့်ရှိသောကြောက်ဖြာတစ်ချက်ကိုတွေ့ရပါသည်၎င်းကြောက်ဖြာ၌ အခရာများရေးသားပါရှိလေရာကျွန်ုပ်သည်တိုင်ညုံးတွင်ဖော်ပြသည့်အတိုင်းတခုသောအခရာကိုလက်ဖြင့်ဖိနှိပ်လိုက်သည်နှင့်တပြိုင်တည်းမြင်းဟိတံကဲ့သို့အတန်ရှိကြီးကို ကြားကြရပါသည်မြင်းဟိသောအတန်သည်မြေပြင်၌ကြားရသော အခါတွင်ကြောက်မှန့်ဖွယ်ရသောအတန်ဟူ၍မထင်မှတ်ရသောညလေရှင်းလူဟောင်းများတဝက်ထားခဲ့သည့်ပစ္စည်းများကို တူးဖို့မည်အကြံစီနှင့်ဆင်းလာ၍ ဦးမင်းလှိုင်ကောင်းအတွင်း၌ကြားရသောအခါ၌ကအသည်နှလုံးပြုတ်၍ကြမတဲ့ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလာပါသည်ထိုအတန်ရစဲသည်နှင့်တပြိုင်နက်ကြောက်ပြသည်အတွင်းမှ လူဆွဲ၍နှုတ်လိုက်ပြီတကယ်သို့ရုတ်တရက်ပွင့်သွားပါသည်ကျွန်ုပ်တို့မှထိုပွင့်သွားသောအပေါက်မှဆက်လက်၍ဝင်သွားကြပြန်လေရာကျွန်ုပ်၏တပည့်မှဆရာအားကိုး၍ရဲရင်သည်ဖြစ်တော်လဲ အဖိုးကြီးမမူမလိုက်ဝန်เจ้าနှင့်ညင်းဆန်လျက်ရှိနေ၏တိုင်ညွန်ရမှာလှိုင်ကောင်းမှ ဝင်လာသည်များလူအလုံးသည်ထိုအပေါင်းမှဝင်ရမည်ဖြစ်၍တဝူးတရားမျှခြံလက်၍နေရရန် အခွင့်မရှိဖြစ်လျာတိုက်စာတို့မြေဒီမှာအလွန်တရာကြက်တဲလာတော့ကြောင်းတိတိကျကျလိုက်နာဖို့အလွန်အရေးကြီးလာပေသည်ထို့ဖြစ်၍ကျွန်ုပ်မှာထိုအဖိုးကြီးကိုရှော့ကြည့်တခါရှောက်ရှီတလဲဖြင့် ဖျားယောင်းသွေးဆောင်၍ခေါ်ခဲ့ရပါသည်ကျွန်ုပ်တို့သည်တထောင်ကျော်ပတ်လဲမြကျဲဝန်းသော အပေါက်မှတယောက်စီဝင်လာခဲ့ကြသောအခါတွင်နှစ်တောင်ကျော်မြသာရှိ၍အလွန်ကြီးမြောင်းလာသောလှိုင်ကောင်းတစ်ခုကို တွေ့ကြရပါသည်ထိုလှိုင်ကောင်းတစ်ချောင်းခြောက်သွား၍15တောင်မြသွားမိသောအခါတွင်ဥပလင်ပေါ်၌ကကျေးဝါဖြင့်ပြုလုပ်ထားသော ခေါင်းကြီးတစ်လုံးတည်ရှိ၏ထိုခေါင်းမှာအလျား၄တောင်ထွာခန့်ရှိသည်ဖြစ်သောကြောင့် အလောင်းထက်ရန်အတွက်ပြုလုပ်ထားသောခေါင်းဖြစ်ခဲ့လျင်ထိုးအလောင်းသည် အလွန်တရာကြီးမားထွားကျိုင်းလှသော လူတယောက်၏အလောင်းဖြစ်တန်ရာရှိသည်ဟုကျွန်ုပ်တွေးမိ၏တိုင်ညိုအရသာထိုးခေါင်းကိုဖွင့်ရန်ဖြစ်ရှိ၏အဖိုးကြီးမှာကြောင်ဝါးကြီးလာသောကြောင့်တစုံတရားများကိုညီဖို့မရခဲ့ပဲရှိရာကျွန်ုပ်တို့ဆရာတပည့်တို့နှစ်ယောက်သာလျှင်ခေါင်းကိုဖွင့်ကြရ၏ကျေးဝါခေါင်းကြီးမှာအပေါ်ရန်မှာ ဂလန်6ချက်ဖြင့်ပိတ်ထားသည်ဖြစ်ရာကျွန်ုပ်တို့သည်ဂလန်များကိုဖြုတ်သောအခါ၌ပြင်းထန်သောဝေဒနာခံစားနေရသည့်အနေဖြင့်အော်ဟစ်ညင်ညူလိုက်သောအတန်ကြီးကိုကြားရလေ၏တို့ရတွင်ကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ယောက်မှမူကားထိတ်လန့်ခြင်းမရှိဘဲဆက်လက်၍ဖွင့်ပြဲတိုင်းဖွင့်ကြ၏ကျွန်ုပ်တို့ဖွင့်လျက်ရှိကြစဉ်ညင်ညူသောအတန်သည်တခဏတစ်ခဏကျေလောင်တဲ့ကျေလောင်စွာပေါ်ပေါက်ရလာလေရာ ထိုအတန်မှာအထမလေလော အောက်မလေလော ရှေ့မလေလော နောက်မလေလောဒိုဒီမဟုတ်ခေါင်းတွင်းမလေလောဟုခွဲခြား၍မရနိုင်အောင်ပင် ရှိခဲ့၍နေလေ၏အဖိုးကြီးမှာကြောက်ရွံ့အားကြီးလာသည် ဖြစ်သောကြောင့်ကိုဖော်မရသည့်အဖြစ်ထိုခေါင်းကြီးကို မဖွင့်ရန်ပင်တောင်းမှပြောဆိုလျက်ရှိသည်တို့ရတွင်ကျွန်ုပ်ကမူအိမ်များလောက်အားခဲလာခဲ့ပြီးမှရှော့ဖို့ရန်သဘောမတူနိုင်ချေ ကျွန်တို့တို့ဒီဂလန်အများကိုတစ်ခုပြီးတစ်ခုဖြုတ်ကြ၍နောက်ဆုံး၌ဂလန်၆ချက်ပြုတ်သွားသောအခါတွင်အခေါင်းဖုံးကိုကြွားလိုက်ကြ၏အဖုံးပွင့်သည်နှင့်တပြိုင်နက်ညီးညွတ်သောအတန်သည်ရုတ်တရက်ရက်ဆွဲ၍ဟဟပပရေမောသောအတန်ကြီးတစ်ခုပေါ်လာ၍လာလေရာရေမောသောအတန်သည်ညီးညွတ်သောအတန်ထက်ပင်ကြောက်မက်ဖွယ်ကောင်းလာရှိ၏အဖိုးကြီးမှမူခေါင်းတွင်းသို့မကြည့်ဝန့်သည်ဖြင့် မြေပေါ်၌အလျားမောက်ခါရှိနေလေ၏ခေါင်းထဲ၌ကမင်းမြောက်တစား၅ပါးအစုံလင်ရှိနေသည်ဖြစ်ရာ၎င်းကိုဝှစ်ဆင်ထားသောသူမှာကအယိုးပကတိရှိနေလေ၏ထိုအယိုးစု၌ထူးခြားသောအချက်တစ်ခုမှာဦးကောင်းနှင့်တကားတကိုယ်လုံးသည်ပက်လက်လှန်လျက်မရှိပဲနဘေးသို့ဆောင်းလျက်ရှိ၏ထိုအကြောင်းရာကိုထောက်သောထိုအလောင်းသည် ခေါင်းတွင်းသို့တွင်းပြီးကားမှာအသက်ရှင်၍လာသည့်လက္ခဏာရှိပေ၏ပါဆယ်တို့အတွင်း၌ပါရှိသော ပေစာများကိုဖက်ရှုသောအခါတွင်၎င်းတွေးတောချက်သည်မှန်ကန်ကြောင်းတွေ့ရှိရပေလိမ့်မည်ကျွန်ုပ်တို့ဆရာတစ်ဘက်သည်မင်းမြောက်တစားများကိုထုတ်ယူ၍အယိုးများကိုဖယ်ရှားပြီးလည်းရင် ခေါင်းတွင်း၌တေချာစွာခြားဖွေရတွင် ကျွန်ုပ်တို့မျောလင်းသည့်အတိုင်းကြောက်တံဗရံများများကိုမတွေ့ရပဲပေစာထုတ်သုံးထုတ်ကိုတာလျင် တွေ့ရှိရလေ၏ တိုင်ညွန်းတွင်ဖော်ပြထားသောရွှေငွေယတနာများမှာအဖိုးကြီး၏စီးပေါက်ခြင်းကြောင့်ပျောက်ကွယ်သွားလေသလိုဒူဒီမဟုတ်တိုက်စာပင်လွဲလေသလိုမတွေးတော့နိုင်ချေအဖိုးကြီးမှာစီးပေါက်ဒီကမှန်၏အဘဲကြောင့်ဆိုတော့ပစ္စည်းကိုရှာတော်သူသည်မြေများပင်ရှောက်ရှားတော်လေမကြောက်မရွံ့မတုံမလောက်ဖြစ်ရမည်ဟုသော အဖိုးကြီးမှာကြောက်ရွံ့လာတော့ကြောင့်စီးပေါက်ခဲ့လေပြီတို့ရတွင်ကျွန်ုပ်တို့မှာအရှင်းရှင်းရှိကြသည်မဟုတ်ချေ မင်းမြောက်ဒဇာများ၌ပါရှိသောဗဒံများသုံးလုံးမှာဇယိတ်အားလုံးကြည်သည့်အပြင်ရင်းနီစားတော့လောက်အောင်ရှိပါပေသည်တို့ဖြစ်၍ကျွန်ုပ်တို့သည်မင်းမြောက်ဒဇာများနှင့် ပေစာတို့သုံးတို့ကိုယူခဲ့ကြပြီလျင်အယိုးများကို ခေါင်းတွင်းသို့ပြန်ထည့်၍ခေါင်းကိုတဖန်ပိတ်ပြီးမှ အဖိုးကြီးကို တွဲလျက်ထုတ်လာခဲ့ကြလေ၏အိမ်တို့ရောက်သောအခါကျွန်ုပ်သည် ပေစာများကိုဖတ်ချူရာတွင် မြန်မာရာသဝင်နှင့်ပတ်သက်၍လူအများတို့မတည်သေးသည့်အပြင်ထူးဆန်းအံ့ဩဖွယ်ရသောအဖြစ်အပျက်များလည်းပါရှိသည်ကိုတွေ့ရပေ၏။ပေတာများကိုဖက်ပြီးသောအခါ၌ယူဘနန္ဒီဝိထုရေးသောဆရာလေးကိုတတိယ၍သူ၏သဘောအတိုင်းအသုံးပြုပါစေဟုအကြံရပြီးလျင်၎င်းပေစာထုံများကိုပါဆယ်နှင့်ထုတ်၍မစ္စတာမောင်မိုင်းမှတစဉ်ကျေးဇူးပြု၍ပေးပါမည်အကြောင်းနှင့်ပို့တာခြင်းဖြစ်ပါသည်၎င်းတို့ကိုအသုံးပြုပြီးနောက် ကြောက်ကြဝန်ထံသို့ပေးပို့လိုက်လျင်တင့်တော်မည်ဟုထဲမှသည်အောင်တတ်ထွန်းကျွန်ုပ်နှင့်ယောဂိဆရာကြီးမစ္စတာမောင်ခိုင်းသည် အထက်ပါထူဆန်းသောစာကိုဖတ်ချကြပြီးနောက်ပေးစာများကိုဆက်လက်၍ဖတ်ချပြန်ရာ များစွာထူဆန်းသောအဖြစ်အပျက်များကိုတွေ့ရှိရပေ၏၎င်းအဖြစ်အပျက်များမှာစင်စစ်စမ်းကြဲသောအဖြစ်အပျက်များဖြစ်၍ရှေးစာဟောင်းဖြစ်သောကြောင့် ရှေးမြန်မာစကားဖြင့်ရေးသားထားသည့်ဖြစ်ကြရာနားမလည်သောစကားလုံးများကိုဆရာမိုင်းအားမေးမြန်း၍၎င်း၏ကိုကြီးချင်းအရာလူအများတို့နားလည်နိုင်စေရန်ခေတ်ကာလမြန်မာစကားဖြင့်ကျွန်တော်ကတဖန်ပြန်ဆိုရေးသားရခြင်းဖြစ်ပေသည်၎င်းပေသာများမှာတထုပ်စီတည်တံ့၍ထုတ်ထားသည့်ဖြစ်ရာပါချိတော်အဖြစ်ဖြစ်တို့မှာလည်းတခန်းစီတီးရှား၍ထားဟန်လက္ခဏာရှိချေသည် အခန်းနှင်းရံအောင်မင်္ဂလာဤဒိဋ္ဌိခံခြင်းဤရဖြစ်ပြများကို ရေးသားသောကျွန်ုပ်ရံအောင်မင်္ဂလာသည်ရော့ခြင်းပိုခြင်းကွယ်ဖွက်ခြင်း ဖြစ်ဆွတ်ခြင်းမရှိ ဟုံးမှန်သည့်အတိုင်းသာလျင် ရေးသားကြောင်းကိုကျမ်းတစ္ဆာကျိန်ဆိုဝွန်ပါ၏ကျွန်ုပ်သည်မြမမင်းတို့ဤအနယ်အစစ်ဖြစ်၍တကောင်းမြို့ကြီး၌ထီနန်းဆိုင်တူလျက်ရှိသောချမ်းမရင်စောမုံနစ်ကိုလောက်ကြံရန်အတွက် တစ္ဆာရေတောက်ခဲရပူတော်သူတယောက်ဖြစ်ရှိသည်တကောင်းမြို့ကြီး၌မြမဘီရင်တို့မင်းဆက်ပြက်ဆဲခဲ့၍ချမ်းမင်းအဆက်ဆက်တို့အုပ်ဆိုးဆိုးဆန်လာခဲ့ရာနှစ်ပရိစေတာ ရှေလျားလှတော်လေမြမဘီရင်အနယ်သည်လုံးလုံးမပြက်ခဲ့ပဲတိမ်မြုပ်နေခဲ့ခြင်းမျှတာဖြစ်ရှိသည်အကြောင်းကိုဆိုတော့နောက်ဆုံးဖြစ်သောမြမဘီရင်သည်ချမ်းဘီရင်၏ရန်ကိုခုခံတွန်းလှန်ရန်မတက်နိုင်ပဲရှိခဲ့ရကား ထိုဘရင်သည်အနှဲငယ်မြသောနောက်ပါများနှင့် အထက်မြညာသို့ထွက်ပြေးတိမ်းချောင်ခဲ့ရလေသည်ထိုဘရင်သည်ကကျွန်ုပ်ဘေးဖြစ်၍ထိုချမ်းဘရင်သည်လည်းစောမွန်နေ၏ဘေးပင်တော်ဆက်ရှိသည်ကျွန်ုပ်တို့အနှွယ်ဆက်များသည်ဗမော်မျိုးအနည်းရှိစင်ကန်းရွာ၌ပုံအောင်နေထိုင်ကြ၍ချမ်းဘရင်ကိုလောက်ကြံရန်အဆက်အဆက်ကြံစီခဲ့ကြပါတော့လေအထားမြောက်ခဲ့ခြင်းမရှိဘဲဖြစ်ခဲ့ရာ ကျွန်ုပ်လက်ထက်၌မူကားကြံရှိသမျှသောမူမျိုးမှန်ွယ်တို့သည်စောမုံနှစ်ကိုနမ်းချ၍ကျွန်ုပ်ကိုနမ်းတင်ရန်လျှို့ဝှက်စွာကြံစီခဲ့ကြလေသည်ခတ်သိမ်းသောမင်းမူတန်အဆက်အနွယ်တို့သည်ကျွန်ုပ်၏တင့်တယ်သော ရုပ်အစင်းကို၎င်းထက်မြက်သောဉာဏ်ပညာကို၎င်းကြီးမားသောခွန်အားဗလကို၎င်းများစွာအားထားယုံကြည်ကြသည်ဖြစ်သောကြောင့်ဤတစ်ချိန်၌ကမြမမင်းဆက်ကိုတဖန်ပြန်၍ထမြောက်အောင် ထူထောင်နိုင်တော့မည်ဟုအားခဲလျက်ရှိကြ၏တို့ဖြစ်၍ကျွန်ုပ်ဖခင်နှင့်တကားမူးမျိုးမန်းနွယ်များသည်ကျွန်ုပ်အားမင်းတို့တက်ကြွန်းအပ်သည့်အတတ်ပညာများကိုလျှို့ဝှက်စွာတင်ကြားပေးသည့်အပြင်နတ်ခတ်ပေတင်အတတ်မျက်လက်အတတ်မှဆ၍ပရိယေနှင့်ဆိုင်သော အတတ်များကိုပင်ယောဂိယတိကြီးများထံ၌လျှို့ဝှက်စွာတင်ကြားစေခဲ့လေသည်အကြောင်းကိုဆိုသော် ကျွန်တော်တို့ဒီရှမ်းပြည်မကိုလက်နက်အင်အားဖြင့်အတီးအလင်းတိုက်ခိုက်နိုင်ကြသည်မဟုတ်သောကြောင့်ပရိယဉဏ်ဖြင့်ထီးနှံကိုလူယူရန်အကြံရှိသောကြောင့်ဖြစ်ရှိသည်ရေတည်များသည် ကျွန်ုပ်၏ဇာတာကိုတွက်ချက်ကြသောအခါ၌မိမဖြဲ့၍ပျက်စီးရသောအကြောင်းကို မြင်သည်ဟုဟောပြောကြသည်ဖြစ်သောကြောင့်အာလုံသောမူကြီးမရာတို့ကကျွန်ုပ်အားမိမအတွက်နှင့်ပတ်သက်၍အထူးဂရုပြုရန်တွန်တင်ကြသည့်အပြင် ျွန်ုပ်မှာအသက်25နှစ်အရွယ်ပင်ရှိတော်ညာလေရေးစားဟူ၍မြမထားစဘူးကျွန်ုပ်ကိုယ်တိုင်ကလည်းမိမဟူသည်မကိုဆက်ဆုပ်ယွန်ချခြင်းရှိခဲ့လေသည်ကျွန်ုပ်၏အသက်25နှစ်ပြည့်တော်နေ့၌ကျွန်ုပ်၏ဖခင်နှင့်တကား၎င်းနေ၌ပုံအောင်နေထိုင်ကြတော်မူယိုမတ်နွယ်အပေါင်းတို့သည်တခုတော်တောရကြောင်း၌စူယုံကြ၍ကျွန်ုပ်၏ဘေးဖြစ်သောဘယင်ဟောင်းဝစ်ဆင်ခဲ့ဘူးသည်မင်းမြောက်တစားတို့ဖြင့် ကျွန်တော်အဆင်မြန်းစေသေးလေရင်ပုံနေဖြူပုံနေညိုတို့နေတကွာဗိသိက်အခမ်းအနားကျင်းပါကြလေသည် ထိုကဲ့သို့ကျင်းပါပြီးနောက်အာလုံးသောမူးနဲ့မန့်ွယ်တို့သည်ကျွန်ုပ်အားရှင်ဘရင်အစ်စ်ကဲ့သို့အယိုတည်ပြုကြပြီးလေရင်မှားထားရန်စကားများကိုတွင်တင်ဆုံးမဩဝါဒပေးကြလေ၏ကျွန်ုပ်ရဲ့အကြံစီမှမူကားကျွန်ုပ်သည်စောမွန်နှင့်ထိနန်းဆိုင်သူရာဖြစ်သောတကောင်းမျိုးတို့တကိုယ်တည်းတွားရောက်၍ နားတော့တွင်တို့ဝင်ခွင့်ရလေအောင်ပရိယအညာကိုအသုံးပြုပြီးလည်းရင်အခါခွင့်ကိုကြည့်၍၎င်းတို့တုံတည်သည့်အတိုင်းဆောင်ရွက်ရန်ဖြစ်လေသည်မူးနှယ်မတ်နယ်များသည်ကျွန်ုပ်အားတစ္ဆာဆောင်ကြပါမည်အကြောင်းနှင့်အသေးသည့်တစ္ဆာရေတောက်ကြပြီးလည်းရင်ကျွန်ုပ်အားလည်း၎င်းမျိုးကြီး၌မြန်မာမင်းဆက်ကိုတဖန်ထူထောင်ရမည်ကိစ္စ၌မသွေးမဖောက်အကြောင်းမယွန်းရဲဝန်းစွာဆောင်ရွက်ပါမည်အကြောင်းနှင့်တစ္ဆာရေတိုက်ကြလေ၏ ျွန်ုပ်သည်အကယ်၍ထိုကိစ္စကြီးကိုဆောင်ရွက်ရ၌ပြက်ကွက်ချွန်ရင်းခဲ့ခြင်းရှိခဲ့ပါလျင်ကျောင်းမဖွေရသောဘေးရန်ခတ်သိမ်းတို့နှင့်ပြေကြုံရပါစေသာဟု၍ကြိမ်ဆိုရသည့်အပြင်၎င်းတို့ကိုယ်တိုင်ကလည်းကျွန်ုပ်၏ဝတ္တရားပြက်ကွက်ခြင်းအတွက်ကြောင့်ထိုကိစ္စကြီးအထာမမြောက်ခဲ့ပဲရှိခဲ့ပါလျင်ကျွန်ုပ်အားမိသည့်နည်းနဲ့မဆိုမိအောင်ဖမ်း၍အရှင်လက်လက်ခေါင်းတွင်းသို့ထည့်ပြီးလျင် ဟူသွင်း၍တတ်ကြမည်ဟု၍လည်းချင်းချောက်ပြောဆိုကြလေ၏ကျွန်ုပ်သည်တစ္ဆရေတောက်ရ၌ရုပ်ဆိုရသောစကားများ၏ကျောင်းမဖွေရကောင်းလာသောကျင်းသားများကိုကြားရသောအခါ၌၎င်းအရှင်လက်လက်ခေါင်းသွင်း၍တတ်မည်ဟုချင်းချောက်သောစကားများကို ကြားရသောအခါ၌၎င်းတသက်ပတ်လုံးကြောက်ရွံ့ခြင်းသည်ဟုသောစကား၏အတိတ်ပဲကို နားမလည်ခဲ့ဘူးသောကျွန်ုပ်သည်ပြလျင်စိတ်သိမ်းမွေးမြများထားမည်ရှိ၏ မူးနှဲ့မန်းနယ်တို့သည်ကျွန်ုပ်အားထုတ်ခဲ့သောကျန်းတစ္ဆာကျင်းဆိုစေခဲ့ပြီနောက်လုံအပ်သောငွေကြေးများကိုကျွန်ုပ်၏လက်သို့ပေးအပ်ကြပြီလျင်ကျွန်ုပ်သည်၎င်းမျိုးသို့လှေငယ်တစ်စင်းနှင့်စုံစင်းလာခဲ့လေ၏အခန်းတော်ဒုတိယပေစာထုတ်ရန်အောင်မင်္ဂလာ၏လောက်ကြံပုံကျွန်ုပ်သည်လှေလောသား9ယောက်မြနှင့်၎င်းမျိုးသို့စုံစင်းလာခဲ့ရာမျိုးနှင့်တတိုင်းခရီးခန့်ဝေးကွာသောအရက်သို့ရောက်ကြသောအခါ၌ လေကိုကမ်းသို့ဆက်ကပ်ပြီးနောက်ကျွန်ုပ်အားခြားထားခဲ့၍လေလော်သားများသည်မြင့်ညာသို့ဆန်တက်သွားကြလေ၏ဆုံးကံပြန်ချိန်ခန့်တွင်ကျွန်ုပ်သည်တကောင်းမျိုးသို့ရှင်လင်းဆက်ရောက်လာခဲ့၍ဖခင်မှားထားသည့်အတိုင်း၎င်း၏ညီအရင်းဖြစ်သောဥထုံးကျော်၏နေအိမ်တရှိရာအရက်ကိုတေချာစွာညွှန်ကြားလိုက်ပြီးဖြစ်သောကြောင့်အလွယ်တကူနှင့်ပင်ရှားခွေ တွေ့ရှိခဲ့လေ၏ကျွန်ုပ်၏ဘာတွင်ဥထုံးကျော်မှာ ကျွန်ုပ်ဆက်ရောက်သည့်အကြောင်းကိုသိရှိပြီးသည့်ဖြစ်သည့်အပြင် ကျွန်ုပ်၏ကိစ္စကြီးအတွက်ကိုလည်း၎င်း၏တာဝန်အတိုင်းအစဉ်အသင့်စီမံထားပြီးဖြစ်လေသည်စီမံပုံကိုမူတင်းလျော်သောနေရာ၌ဖော်ပြမည်ဖြစ်ရှိသည်ဥထုံးကျော်သည်ကျွန်ုပ်အားနနက်စာကြိုးမွေးပြီးနောက်ထိုနေ့မိုးမတက်မီအချိန်တွင်ဘယင်မဆောမွန်နေသည်မြစ်စိတ်သို့ရှိုးရီတော်တုံထွက်တော်မူမည်အကြောင်းနှင့်ပြောပြ၍ ကျွန်ုပ်ဆက်ရောက်သည့်နေ့၌ပင်ဘယင်မကိုတွေ့မြင်ရန်အခွင့်ကြုံကြိုက်သည်ဖြစ်သောကြောင့်ကောင်းမြတ်သောနမိတ်လက္ခဏာဖြစ်ကြောင်းနှင့်လည်းပြောပြလေ၏ကျွန်ုပ်မှလည်းမိမိလောက်ကြရမည်ဖြစ်သောဘယင်မကို ထိုနေ့မှပင်မြင်ရရှိတော့မည်ဟုဝမ်းမြဝမ်းသာဖြစ်ခဲ့လေ၏နေစွန်းစားပြီးအချိန်ခန့်တွင်မြို့သူမြို့သားများသည်စောမုံနှင့်ထွက်တော်မူမည်ကိုကြိုဆိုရန်အတွက်လှုပ်လှုပ်ရွရွရှိနေကြသည်ဖြစ်လျာလမ်းတစ်ပတ်တစ်ချက်၌လည်းလူတို့သည် တုထကနေရာကောင်းရစေရန်တိုးဝိလျက်ရှိနေကြလေ၏ကျွန်ုပ်သည်ဘာထွေဥထုံးကျော်နှင့်အတူရေစိတ်သို့ ဆင်းသောလမ်းသို့တွားကြ၍နေရာကောင်းရစေရန်သူတစ်ပါးနီးတူတိုးဝိလျက်ရှိကြရာဥထုံးကျော်မှာမူကျွန်ုပ်ကဲ့သို့ဖြက်လက်ခြင်းမရှိသည့်အတွက်လူထု၏နောက်မှသာလျှင်နေရာရ၍ကျွန်ုပ်မှာမူခြေဆုံးသို့ရောက်အောင်တိုးဝိကာဝင်သွားလေ၏ဖုန်ကြီးเจ้าမှခေါင်းလောင်းထိုးတန်ကြားရသည်နှင့်တပြိုင်နက် ဆောမွန်နှစ်တည်နန်းတော်မှထွက်တော်မူလာခဲ့လျာစောင့်မြော့နေကြသောပြည်သက်များသည်အတိတ်တဖန်တော်၍တိုးဝှေ့ကြပြန်လေ၏ရရတောင်နှစ်ယောက်တို့သည်ကျိန်လုံးကိုစီနှင့်ခြေသုံးမှခြောက်လာကြ၍ထွက်တော်မူမည်လမ်းနှင့်ဤကက်လွန်သောသူများကိုကျိန်လုံးနှင့်ရိုက်ကာနောက်သို့ဆုတ်ခွာစေလေ၏တယောက်သောလက်ရတောင်သည် ကျွန်ုပ်အနီးသို့ဆက်ရောက်လာသောအခါ၌ ကျွန်ုပ်ရှိတွင်노โซကလေးကိုပွေကမြေပေါ်၌ဝဲလျက်ရှိသောမိမတရား၏ဥကောင်းကိုရိုက်နှက်ရာနိုင်မကိုရိုက်မိသဖြင့်သွေးများဖြာ၍ကြလာသည့်အပြင်မိမမှာလည်းမူးဝေကဂျုံထိုးသွား၍노โซကလေးသည်ဖုံထဲ၌လူးလိမ်ကတစားသာကိုကျွေးလေ၏ဤရက်ဆက်သောအပြုမူကိုမြင်ရသောအခါ၌ကျွန်ုပ်၏သွေးများသည်ပေါက်ပွက်ဆူ၍ထလာပြီးတကဲ့သို့အသားများတဆက်ဆက်ခါအောင်ရှိလာသည်နှင့် တားမိနှစ်ယောက်တို့ကိုရေမောကပြန်ကြည့်နေသောလက်ရတောင်ဤဥကောင်းကိုကျွန်ုပ်၏လက်တွင်ကိုင်နာသောဝတ်ထုပ်နှင့်အားကုန်ရိုက်ခွဲလိုက်လေ၏ကျွန်ုပ်၏ထုပ်သည်ထိုသူ၏ငယ်ထိတ်သို့တက်တက်ကျလေရကားဥကောင်းသည်ပောက်ကွဲ၍ထိုသူ၏မျက်နှာတစ်ခုလုံးမှာသွေးများဖြာကနေရိုစီး၍ကျလာလေ၏ထိုအခါလက်ရတောင်သည်သွေးများဖုံးလျက်ရှိသော မျက်လုံးတို့ဖြင့်ကျွန်ုပ်အားလှည့်၍ကြည့်ပြီးလေ၏အမြတ်ဒေါသပြင်းစွာထွက်လာသည့်အလျောက် ကျွန်ုပ်အားကြုံးဝါလည်းရဲ့ထိုးအန်းဟုပြေးဝင်လာလေ၏ကျွန်ုပ်၏ဒုံမာမူကျိုးသွားပြီဖြစ်သောကြောင့်ကျွန်ုပ်သည်ဒုံကျိုးကိုပြစ်ချ၍ထိုးသူ၏မျက်နှာကိုလက်သေးဖြင့်ထိုးလိုက်ရာမျက်လုံးနှလုံး၏အကြာ၌တက်တက်ထိုးမိသည်ဖြစ်သောကြောင့်ထိုးသူသည်နောက်သို့ရိမ့်ရိုင်ကဆုတ်ခွာသွားလေ၏ထိုးသူမှာကြီးမားသောကိုယ်ကာယရှိသည့်အပြင်၎င်းနှင့်ပြိုင်ဘက်တောင်းဝန်တော်သူမရှိသည့် လက်ဝင့်တမတရားဖြစ်ကြောင်းကို နောက်အခါ၌ကျွန်ုပ်သိရ၏ထို့သူသည်ကျွန်ုပ်၏လက်သေးချက်မိသွားသောအခါတွင်ရှေးကားထပ်ပင် အမျက်ပြင်းစွာထွက်လာ၍မျက်လုံးပြူးကအန်ကျိတ်ခါဖြင့်ကျွန်ုပ်ထံတဖန်ပြေးဝင်လာပြန်ရာလူအများတို့သည်ကျွန်ုပ်တို့နှစ်ယောက်ကိုဝိုင်းဝန်းကကြည့်လျက်ဆူဆူညံညံရှိနေကြလေ၏လက်ရတောင်လက်ဝတ်သမားသည်ပြင်းထွက်သောအဟုန်ဖြင့်ကျွန်ုပ်ထံပြေးဝင်လာ၍ သူငယ်ဤဥကောင်းပမာခန့်ရှိသောလက်တီးကြီးဖြင့်ကျွန်ုပ်၏ဥကောင်းကိုတအားကျုံ၍တတ်လိုက်ရာကျွန်ုပ်သည်ဥကောင်းကိုငုံချိုး၍မချောင်ခဲ့ပါလေ။ဘယင်မကိုလောက်ကြံပေါ်ကိစ္စမှာထိုနေရာ၌ပင်လက်ဆတတ်ရှိတော်မူဖြစ်ရှိ၏။ရင်းကဲ့သို့ငုံချိုးလိုက်သောအခါတွင် ကျွန်ုပ်၏နေရွယ်အနီး၌တည်သွားသောလက်တီးသည်ဝီကနေမြည်၍သွားလေ၏။ထိုသူ၏လက်တီးသည် ကျွန်ုပ်၏ဥကောင်းကိုမထိပဲလေကိုယ်သာထိုးမိလေရကား။ တကူလုံးအားလုံး၍ဟန်ပြက်ခါအသွားတွင်ကျွန်ုပ်သည်ထိုသူ၏နဘေးသို့ဖြက်လန့်စွာရှင်းပြက်၍လဲမျိုးကိုလက်နှစ်ဖက်နှင့်အုပ်ညှစ်လေ၏ထိုသူအားကျင်းလေသောလက်ဝိသမားဖြစ်သည်ကမှန်၏ကျွန်ုပ်မှလည်းခွန်အားရတွင်ရှင်ပြိုင်သူမရှိအောင်တန်ဆွမ်းသူတယောက်ဖြစ်ရှိ၏တို့ဖြစ်သောကြောင့်ကျွန်ုပ်သည်ထိုသူ၏လဲမျိုးကိုလက်နှစ်ဖက်နှင့်ဖမ်းကိုက်မိသည်နှင့်တပြိုင်နက်ဇီးစိပါအောင်ဖြစ်ညစ်၍ထားလျာထိုသူသည်ကျွန်ုပ်၏ဦးကောင် မျက်နာရှင်ဘတ်စသည်တို့ကိုဘယ်လက်သည်ညာလက်သည်တို့ဖြင့်အကျဉ်းချင်းအထက်ထက်ထိုးတတ်ပါတော့လေကျွန်ုပ်ဒီလဲမျိုးကိုမလွတ်ပဲခိုင်မြဲစွာကိုင်ညှိ၍ထားလေ၏ထိုးသူသည်အသက်မရှူနိုင်အောင်ရှိနေသည်ဖြစ်သောကြောင့်ထိုးလိုက်သောလက်သေးချက်တို့သည်တစ်ချက်တည်းတစ်ချက်အားနေ၍လာခဲ့လေရာနောက်ဆုံး၌ကျွန်ုပ်၏လက်မလွတ်စေခြင်းကမိမိကိုယ်ကိုမြေပေါ်၌ ူတပြန်ငါးတပြန်ဖြင့်အပေါ်သို့ရောက်ရှိအောက်သို့ရောက်ရှိနေလူလိမ့်ငါရှိနေကြတော့လေကျွန်တော်၏လက်ချောင်းများမှာကထိုသူ၏လက်ချောင်းကိုညှစ်လျက်ပင်မလွတ်ပဲရှိနေလေ၏နောက်ဆုံးထိုသူသည်အသက်ရှူကျက်လာသဖြင့်ခွန်အားကုန်ခံသောကြောင့်ပက်လက်လန်လျက်အောက်သို့ကျရာမှလုံ၍မတက်နိုင်ပဲရှိနေကြရတွင်ကျွန်ုပ်သည်သူ၏ရင်ဝတ်ပေါ်တွင်ဒူးထောက်လျက်အသက်ထွက်သည့်တိုင်အောင် လေချောင်းကိုကင်ညစ်ရန်ကြိုးစားလျက်ရှိ၏ထိုခဏ၌ဘာထွေးဥထိုးကျော်သည်ကျွန်ုပ်တို့နှစ်ယောက်ကိုခွဲခွာခြင်းမပြုခဲ့ပါလျင်ထိုသူသည်ကျွန်ုပ်၏လက်ထဲ၌ပင်အသက်ပြောက်ဖွယ်ရာရှိကြ၏ထိုတော်တွင်ဘယင်မဆောမုန်နေသည်ဟောကိုစီးလျက်ကျွန်ုပ်တို့အနည်းတို့ဆက်ရောက်လာခဲ့၍လူအများတို့အိုးအိုးကြက်ကြက်ရှိနေသည့်အကြောင်းကိုမေးမြန်းလျက်ရှိ၏တဦးသောအမှုထမ်းကအဖြစ်အပျက်ကိုတင်လျှောက်သည်ဖြင့် ဘယင်မသည်အမျက်ထွက်သောမျက်နှာထားဖြင့်ကျွန်ုပ်အားကြည့်လိုက်ရာ၎င်း၏မျက်လုံးတို့မှာမီးရောင်တလက်လက်ထွက်သည်ဟု၍ပင်ကျွန်ုပ်၏စိတ်၌ထင်မှတ်မိလေ၏ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးချွေဦးတော်ရေးသောရန်အောင်မင်္ဂလာလို့အမည်ရတဲ့ဝိထုကိုအပိုင်းတင့်အနေနဲ့စီစဉ်တဆက်ချင်းကိုဒီမာရင်ခေတ္တခဏရန်နာထားခွင့်ပြုပါခင်ဗျာကျွန်တော်တို့ညီကောင်မောင်နှမတွေနဲ့အပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်တို့တဦးတယောက်ချင်းစီတန်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ